အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်ပြပြပေးထားမှာကတော့ဆရာမြတ်အတန်းင့်ပါရာပြန်ထားတဲ့စွန်စားကန်းနဲ့အချစ်ဇလံတပုတ်ဆိုတဲ့ဝတ္ထုတူလိုပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာစွန်စားကန်းနဲ့အချစ်ဇလံတပုတ် ိမ်လှုပ်လေးပါလေးလဲလှုပ်ပါအောင်ဟုအမေကပြောပြီး သူ့အိတ်ကတည်းကသူ့နိုင်နေပါသည်ရော့ပတ်စံယူသွားပြီးပဲလော်တော့လည်းနဲ့တော့ဝယ်စီစမ်းလမ်းလဲကောင်းကောင်းသွားနော်ကားကိုလည်းကြည့်ဆောင်ကျွန်တော်ဒီခုံဖနက်ကို စီးကပကန်းယူပြီးတချင်းလေးသေးအဖြစ်ထွက်လာခဲ့ပါသည်ပဲလော်ဆန်နဲ့လူတွေပြည့်ကျက်နေသည့်ဖြင့်ကျွန်တော်ဒီအတော်ချောင်းအောင်ဆောင်းရပါသည်ပဲလော်တို့ချက်ဖို့ပြေးပါ ုကျွန်တော်ကအတန်ဆူဆူဖြင့်ပြောပါသည်ဘဲလော်လားဘဲလော်တော့လားကျွန်တော်ကမဖြစ်သည့်အခါတွင်ဆန်ရှင်ကစိတ်ဆူဆူဖြင့်ဖဲဖဲဈေးဝယ်သူလားနေရဲ့ကျွန်တော်သည်လူထူထူရှေ့တွင်အဟောက်ခံရသည့်အခါတွင် ရှက်ရှက်ဖြင့်အိမ်ပြန်လာပါသည်ဟမ်ဘာမှလည်းပါပါလားပါလေလမ်းမှာဘဲလော်တွေအကုန်ဖိတ်လာလားဒါမှမဟုတ်ရင်ပတ်စံပြောက်ခဲ့ပြီလားတော်တော်ခက်တဲ့ကောင်လေးပဲ အမေကမိတွန်းပါသည်အမေကဘာမှမမှမလုပ်ရပြပဲလော်လာပဲလော်တော့လာပဲကြော်လာဆိုပြောမှပြောလိုက်တာဟဲ့ကောင်လေးရဲ့နေမနေ့တိုင်းစားနေတာမသိဘူးလားဘယ်သိမလဲမိကတော်တော်အသုံးမချတဲ့ကောင်လေးသွားပဲလော်တော့လို့ပြောကျွန်တော်ဒီဈေးဆိုင်တို့ပြန်လာပြီးပြောသည်ဆန်ရှင်ကစိတ်မရှိဟန်ပြင်းမြောင်ကုန်သည်ဘာစီနဲ့တော့တဲ့ပဲလော်လဲ မြေပဲစီနဲ့တုတ်တာလားတန်လန်စီနဲ့တုတ်တာလားတေချားစီနဲ့တုတ်တာလားကျွန်တော်ဘာမျှပြန်မဖြေနိုင်ပါနောက်မှဈေးဝယ်လာနေရက်ကဖယ်ပြလိုက်ပါ ကျွန်တော်ဒေါပွားပြီးပြန်လာသည် အမေကအံ့အားသင့်နေသည်ဟုတ်တော့ဘာမှလည်းဘာပါလားဘယ်မှလည်းပဲလို့မြေပဲစီနဲ့တုတ်တာလားတန်လန်စီနဲ့တုတ်တာလားတေချားစီနဲ့တုတ်တာလားအမေကဘာမှတေချာပြောလိုက်ပဲဗျဟူး ကျွန်တော်စိတ်ဆိုးမှန်ဆိုးနဲ့ပြောသည်ဟဲ့ဘဲလောတုတ်လို့ပြောလိုက်ရင်မြေပဲစီနဲ့တုတ်တာဘောဟဲ့ဒါတော့ကျွန်တော်ပဲသိမလဲဗျနင်တော်တော်အသုံးမချတဲ့ကောင်းလေးဆိုင်ရှင်ကလည်းဒီလောက်မှနားမလဲဘူးတလားတော့တွားပြောရှင်မြေပဲစီနဲ့တုတ်တာလို့ရှက်တယ်ဗျကျွန်တော်ဒီအိမ်မှခတ်တုတ်တုတ်ထွက်လာခဲ့ကဆိုင်ထဲသူမရောက်ခင်ကတည်းကမြေပဲစီနဲ့တုတ်တယ်ပဲလောတုတ်တယ်ဦးလေးရေး ဟုအော်ပြောသည်ပဇံခုံမမာတာဟုဆိုကဆန်ရှင်သည်ပဲလော်ဘုံကိုနှိုက်နေသည်ကျွန်တော်သည်အိတ်ထဲသို့နှိုက်ကြည့်သည်တို့ရာတွင် ကျွန်တော်အိတ်ထဲတွင်ပဇံကိုရှာမတွေ့တော့အင်းကြီးအေကကူအတွင်အပြင်လှန်ရှာသည့်တိုင်ပဇံဆို၍အရေးအယောင်မျှမမြင်ရဆန်ရှင်ကပဲလော်ကိုဇွန်းချပြန်ခတ်နေရမှပြန်ချလိုက်သည်ဘာလဲပဇံကြားကြရခဲ့ပြီလားဘာမှစိတ်မချရပါကလားကွာ ပြောက်ပါဘူးဗျဆိုးဆိုးကလည်းရှိနေသေးရပဲဟူကျွန်တော်ကအောက်တုံငုံရှာရင်ပြောသည်ကဲကဲဈေးဝယ်ရလာတယ်ကွာသူများအောင်နောက်ရှံပေးပါနဲ့ကျွန်တော်ဒီဟာလာဟင်းလင်းဖြစ်နေတဲ့ပုဂံဖြစ်အိမ်တို့ပြန်လာခဲ့ရပြန်သည်ဟုတ်တော့ဘာဖြစ်လာပြန်တာလဲပတ်စံပတ်စံဘာဖြစ်တာလဲကျွန်တော်အိမ်ထဲမှာမပါမတော့တာဘာတွေဝယ်စားပြစ်လိုက်ပြန်ပြီလဲ ဖျားဆူးရပါစေဗျာမင်းကလည်းဘာမှဝယ်မစားပါဘူးဒါဖြင့်ဘယ်မှာပြောက်ကြံရဲခဲ့တာလဲဟဲ့ဒါတော့ဘယ်တိမလဲမင်းကနင်ဘာမှဝယ်မစားဘူးဆိုဖျားဆူးဖျားဆူးရပါစေရဲ့နင်ဧကကပေါ့နေလို့လားမပေါ့ပါဘူးအရင်ခောက်တွေတုန်းကဆန်းရှင်ကများပြီးခဲ့သလားမှမသိတာပြောတော့မရအောင်ချင်ဟုတ်မလားမသိဘူးနင့်ဟာကလည်းဘာမှစိတ်မချရပါလားဟင် စားရဗျာမေရလဲအမေကရှင်ကိုထုတည်သေးပါတော့ဟဲ့ကဲကဲနင်ကိုနောက်ထပ်ပတ်စံပေးလိုက်မယ်ဒါပေမဲ့နင်းစုဘူးရီယာထုတ်ပြီးမှနော်ဒီတကာဘာမှမပါပဲနဲ့ပြန်လာရင်သေးပြီးသားမှကျွန်တော်သေးစာလာပြီးပြတဲ့ပြင်ဆိုင်တို့အပြေးထွက်လာခဲ့ပါသည်ဆိုင်နာရောက်ခါနီးလမ်းတောင်အရောက်တွင် ဆိုင်ရှိမှာဟေလာဝါလာအော်ဟစ်နေကြသည့်ကလေးတတအီအတန်ကိုကြားရသည် ကျွန်တော်သည်ခြေလန်းတုံတော့က သူတို့စီတို့စိတ်ရောက်သွားသည်သူတို့အနာတို့တွားကြည့်ခြင်းသည် ကျွန်တော်သည်လူအုပ်ထဲသို့တိုးဝှေ့ဝင်လာခဲ့ရာကျွန်တော်ကိုကြည့်နေသောမျက်လက်ဆရာကိုတွေ့ရသည်ကျွန်တော်သည်အစာပြောက်သွားက မျက်လက်ဘွဲကိုဝင်ကြည့်နေလိုက်သည်ကျွန်တော်သည်အုတ်ထုတ်ထဲမှချက်ဥရီယုံနေထွက်လာသည်ကိုကြည့်၍တဘောချနေသည်ချိုးကနေမွေဖြစ်သွားပုံကိုကြည့်၍အရာအားလုံးကိုမေ့နေသည် ညလဲဆရာကကလေးတွေစီကပတ်စံကောက်တဲ့အခါတွင်ကျွန်တော်ဒီနောက်သို့ဆုတ်လိုက်ရင်ကျွန်တော်မှာပတ်စံပါဘူးဗျဟုပြောလိုက်သည်ညလဲဆရာက ကျွန်တော်ကိုလိုက်တဲ့ဖြင့်ကျွန်တော်ဒီခြာကနေလှဲ့ကဈေးဆိုင်စီသို့ပြေးလာခဲ့သည်ဥလေးမြေပဲစီနဲ့ပဲလော်တော့တစ်ချက်ဖို့ပေးပါဆန်ရှင်ကတော်တော်များမလုပ်ပဲကျွန်တော်ကိုကြည့်နေတဲ့ဖြင့်ကျွန်တော်ကနောက်တစ်ခါထပ်ပြောသည်ပေးပေးပကံပေး ူကစိတ်ဆိုးမှန်ဆိုးဖြင့်ပြောပါသည်ပကန်းနဲ့ပကန်းဘဲချံရစ်နေပါလိမ့်မျက်လက်စရာလိုက်တုံးကကြာချံရခက်လားမျက်လက်စရာကပဲယူထားလိုက်လားကျွန်တော်မသိတော့ကောင်လေးကယူသလိုပေါ်သလိုနဲ့ကျွန်တော်ဒီပြန်လှည့်လာကပကန်းကိုလိုက်ရှာသည်မျက်လက်စရာမှာစောစောကနေရာတွေမရှိတော့တို့ရတွင်လမ်းကြားလေးတစ်ခုထဲမှာကလေးတွေအော်ရန်ကို ကြားသည်ဖြင့်ကျွန်တော်ဒီမျက်လက်အပွဲသို့လိုက်လာခဲ့သည် ညံလဲစရာသည်ကျွန်တော်ကိုမြင်တော့ပြီးအော်သည်ဟေးကောင်းလေးညံလဲကြီးကဘယ်မလဲနားချင်ပြီလားကျွန်တော်ပကံရောဘေးရပကံလေကျွန်တော်ပကံပြန်ပြီးပါဗျစိတ်ညစ်နေရသည့်အထက်တွင်အတန်တစ်ခုခုကြားလိုက်ရပြန်သည်ကဲကဲလာကြည့်ရနော်လာကြည့်ရနောက်သူလှည့်ကြည့်လိုက်သည့်အခါတွင်ချောင်းကြီးပေါ်မှကြည့်ရသောအရေးပြပွဲတစ်ခုကိုတွေ့ရသည်ကလေးတွေကအရေးပြပွဲစီသို့တွားကား အလဲကျကြည်ရန်စောင့်နေကြသည် အရေးပြပွဲပြသူက အထက်တွင် ပါသည့်အကြောင်းအရာများကိုပြောပြနေသည်အဲ့ဒါကလူစွမ်းကောင်းမင်းသားလေးကအချောဆုံးဇေနာမင်းမီလီကိုကယ်ဆယ်နေတဲ့ပုံခွဲ့ကျွန်တော်သည်မျက်ရည်များကိုတုတ်လိုက်ပြီးအရေးပြပွဲပြနေသည့်တစ်တာကလေးကိုကြည့်နေမိသည်ကျွန်တော်စိတ်ထဲတွင်မျက်လက်စရာကို၎င်းပကန့်ကို၎င်းတတိမရတော့ပါ ျွန်တော်ဒီလက်ထဲတွင် ရှိသည့်ပတ်စံကို အရေးပြဝဲပြသူကိုလမ်းပေးလိုက်ပြီးတက်တာပေါက်ကလေးထဲသို့ချောင်းကြည့်လိုက်ပါသည်ကျွန်တော်ဘေးကအပေါက်တွင် ကောင်မလေးတစ်ယောက်လည်းရှက်ချင်နေပါသည် ပြဝဲပြီး၍တတိယလာသည့်အခါတွင်ကျွန်တော်တွင်ပတ်စံရောပကံများရောမရှိတော့သူကို ကျွန်တော်တတိယလိုက်ပါသည်မြန်လျက်ဆရာကိုလည်းအရေးအရာမျှမမြင်ရတော့ပါတို့ရတွင်ထို့အရာများသည့်ကျွန်တော်စိတ်ထဲတွင်အရေးမကြီးတော့ဘူး ကျွန်တော်ဒီအရေးပြပွဲမှာစံစားကန်းအချက်နဲ့ရဲရဲမှုတွေကိုမြင်ပြီးအကြီးအကျယ်သဘောကျနေပါသည်ကျွန်တော်ဒီပိုက်စာတီကိုလည်းမိတော့ပါပြီအိမ်ပြန်ရောက်ရင် အမေစုပူချင်းမမီကိုလည်းမိတော့ပါပြီကျွန်တော်ဒီနောက်တော့အနှဲငယ်ဆုပ်ပြီးထွက်ပြေးလာခဲ့ပါသည်တခါကငွေတိုင်းနဲ့ဇော်ဘွားဤချုံလောက်ခဲ့သည့်အိုဒရန်းကြီးတစ်ခုပေါ်သို့ခုန်တက်လိုက်ပြီး အရေးပြဝဲတဲ့ကစွမ်းစားကမ်းများကိုသာစဉ်းစားနေပါသည် ကျွန်တော်သည်ရုပ်ရှင်ထဲကလူဆိုးချီကို၎င်းဇေနာမင်းသမီးကလေးကို၎င်း သူရဲ့ကောင်းလေးကို၎င်းတတိယနေပါသည်ဒုံညာမကပါဇက်ကရောကိုခန္ဓာကရောရုပ်ရှင်ထဲကစကားတွေကို ပြောပြီးဟန်အမှုရာတွေလုံနေမိပါသည် ဟေးကောင်မပြေးနဲ့ကွာကမ်းမှတ်ကြရောကွာဟူဆိုကား လေထဲတွင်လှန်ပြစ်သည့်ပုံမျိုးလုံးနေပါသည်ပြီးတော့ဇေနာမင်းသမီးလေးကိုမြင်းပေါ်မှာတင်းပြီးမြင်းကိုဒုံးဆိုင်ထားရနော်ကျွန်တော်နောက်မှချူတာသည့်အတံကလေးတတံကိုကြားလိုက်ရပါသည် နောက်တော့လှည့်ကြည့်လိုက်သည့်အခါတွင် အရေးပြဝဲတော့ကကျွန်တော်ဘေးကအပေါက်တွင်ရက်ချည်နေသည့်ခေါင်းမကလေးကိုတွေ့ရပါသည်ခေါင်းမလေးမှာညပတ်သည့်အဝတ်အစားများကိုဝတ်ထားပြီးဆေးရောင်ချဲ့ထားသည့်ခုံဖနက်ကို စီးထားပါသည် သူသည်သူ့ကျဆံမိကလေးများကို လက်ဖြင့်ဖွားနေပါသည်လက်တစ်ဖက်တွင်မူတရားလုံးများကိုကင်ထားပြီးပါဆက်ထဲတွင်လည်းမြုံနေပါသည် ကျွန်တော်တို့သည် တရားကိုတရားလှမ်းကြည့်မိလိုက်ကြပါသည် ကျွန်တော်မှာကောင်းမားကလေးကိုတော်တော်တဘောချတော့ပါပြီ။ ဒီနားမှာခဏထိုင်ရအောင်လေဟုတ်ကျွန်တော်ကပြောပါသည် သူကလည်းထိုင်ခြင်းနဲ့ဟန်တူပါသည်ကျွန်တော်သည်သူ့လက်ကိုဆွဲကာပြိုဖြတ်နေသည့်မြို့ရိုးကြီးမိုးအောက်ကလေကလေးပေါ်သို့တက်လာခဲ့ပါသည် ထိုလေကလေးညမှာလည်းပြိုဖြတ်နေကြပါပြီ ထိတ်ဆုံးသို့ရောက်သည့်အခါတွင်မိုးကိုစဝိုင်းနှင့်ပြောင်းအများကိုမြင်ရပါသည်ကျွန်တော်တို့နှစ်ယောက်သည် စကားမပြောမိကြဘဲအတူထိုင်နေမိကြပါသည် ြောစရာစကားလည်းရှာမတွေ့ပါ ကျွန်တော်စိတ်ထက်တွင်မူသူစံသည့်ခံစားချက်တစ်မျိုးပေါ်နေပါသည်သူမျက်နာနှင့်ကပ်လိုက်သည့်အခါတွင်ညီတင်းနှံ့နှင့်ကျောနေသည့်သူစပင်မှမွေးပြန်သောအနံ့ကိုချူလျရပါသည်ထို့နောက်တကြားလုံးနှင့်အတင်းသောအနံ့ကိုရပါသည်ကျွန်တော်သည်သူ့ပါကလေးကိုနမ်းလိုက်ပါသည်ကျွန်တော်ကနမ်းသည့်အခါသူငြိမ်နေပါသည်နမ်းပြီသည့်အခါတွင် သူဒီတကြားလုံးကိုဆက်ဆုပ်နေပါသည်နောက်ဆုံးတွင် သူကပြန်ရန်ပြောပါသည်ကျွန်တော်ကသူ့လက်ကိုဆွဲပြီးသားပါသည်ညီပေါင်းဟာ မတော်ပါနဲ့ဟင်းအင်းတွားတော့မယ်ဘယ်ဟုတော့မှာလဲဟူကျွန်တော်ကစိတ်ဒူတို့ဖြင့်မေးသည်ဝမ်းဆွဲတယ်စီကို သူကအိမ်တရင်ကိုလက်ညှိုးထိုးပြသည်ဘာလို့တွားမှာလဲမြန်မှန်လာခဲ့ပါလို့တွားခေါ်မလို့ အမေပိုင်းနာနေလို့အိမ်မှာအော်နေရဲ့အမေကဝမ်းဆွဲတယ်ယူမြ мян ခေါ်ခဲ့လို့ခန်းလိုက်လို့ဝမ်းဆွဲတယ်ယူခေါ်ပြီးရင်ပြန်လာမှာဟုတ်လား तू ကကောင်းကျင်ပြသည် तू က तू အမေခန်းလိုက်သည့်အလုပ်ကို ပြောသည့်အခါတွင် ကျွန်တော်သည်ကျွန်တော်အမေခန်းလိုက်သည့်အလုပ်ကိုအမှတ်ရကရှင်ထဲတွင်ထိတ်ခနေဖြစ်သွားသည်ထို့ကြောင့်ကျွန်တော်သည်အရေးရှိလင်အသုံးပြုလေရှိသောလက်နက်ကို သုံးပါသည် ကျွန်တော်ဒီအတန်းထွက်အောင်ငိုရစ်ပြန်လာပါသည်ကျွန်တော်ငိုရန်ကိုကြားလဲအမေတီထွက်လာပြီးအချို့အချောင်းမင်းမီထင်ပါသည်တို့ရတွင်အမေထွက်မလာပါ ကျွန်တော်ဒီအိမ်ထဲသို့လိုက်ရှာပါသည် အမေတီမိဖို့ရက်တွင်လည်းမရှိပါ အမေဘယ်တော့နေသနည်းဘယ်အချိန်ပြန်လာမည်နည်းအိမ်တွင်ကျွန်တော်တရားအောင်ထဲရှောင်းတောင်းဖြစ်နေပါသည်ထို့စဉ်ကျွန်တော်အကြံတစ်ခုကြားပါသည် ျွန်တော်ဒီပကန်းတစ်ချက်ကိုကောက်ယူကာကျွန်တော်အဆူပူထဲမှငွေတစ်ချက်ကိုယူပြီးဘဲဆိုင်သို့ထွက်လာခဲ့ပါသည်ဆိုင်ရှင်မှာခုံတန်းရတစ်ခုပေါ်တွင်နှစ်ဖူးပေါ်လက်တင်ပြီးအိပ်ပျော်နေပါသည်ဘဲလော်ထဲထားသည့်ပုံများလည်းမရှိတော့ပါလေဘင်းရှည်ရှည်နှင့်စီပလင်းများမှလည်းစင်မော်ပြန်ရောက်နေကြပါပြီကြောက်ဖြူသားခင်းထားသည့်စပွဲမှလည်းစေးကြောထားပါသည်ဦးလေးဦးလေးဟုကျွန်တော်ကခတ်တူတူခေါ်ပါသည် ူကဟောင်းနေတဖြင့်ကျွန်တော်ကသူ့ပခုံးကိုအသာတို့ပါသည်ဆန်ရှင်သည်လက်ကိုအလန့်တစားမြှောက်လိုက်ပြီးညီရဲနေတော်မျက်လုံးများကိုဖွင့်၍ကျွန်တော်ကိုကြည့်ပါသည်ဘာလာလို့ပြန်လာလဲကွကျွန်တော်ကိုမှတ်မိသွားတဖြင့်ခတ်ထန်ထန်မိပါသည်ညီဝဲစီနဲ့ပဲလော်တို့တရားဖို့ပေးပါဘာကျွန်တော်မှာပကံလဲပါတယ်ပတ်စံလဲပါတယ်ဟေးကောင်လေးသွားသွားလာရှုံနေနဲ့ ငါကောက်ရိုက်မိလိုက်မယ်ကျွန်တော်ကရှမ်းမြဲရှမ်းနေတဲ့အခါသူတို့ကျွန်တော်ကိုခပ်ပြင်းပြင်းတွန်းပြလိုက်ပါသည် ကျွန်တော်ဒီပက်လက်လန်ကြတော့ပါသည်ထို့ကြောင့်ငိုခြင်းစိတ်ကိုအနိုင်နိုင်ချုပ်တဲပြီးလဲရမှာထပါသည်လက်တစ်ဖက်တစ်ချက်စီတွင်လည်းပကံများနဲ့ပတ်စံကို ကြည့်ကြည့်ပအောင်ဆုပ်ထားပါသည်ကျွန်တော်ဒီသူ့ကိုပြန်၍မိုက်တီကြည့်နေပါသည်ကျွန်တော်ပြန်ပြေးမြည်ဟုတ်စိတ်ကူးမိပါသည် တို့ရတွင် လူစွမ်းကောင်းတို့တက်တီမျိုးမွေးရမည်ဆိုသည့်စိတ်ကလေးပေါ်လာသည်ဖြင့်ခက်တီတီရက်နေပါသည်ထို့နောက်လက်ထဲတွင်ကင်ထားသည့်ပုဂံဖြင့်တအားပြစ်ပေါက်လိုက်ပါသည်ပုဂံသည်လေထဲတွင်ဝီးကနေအော်မီပြန်တန်းကသူ့ခေါင်းကြီးကိုတွားမှန်ပါသည်ထို့နောက်တွင်နော်ဖနောင်းနှင့်တင်မတဒါးတဲ့ကြောက်အောင်လှဲ့ပြေးခဲ့ပါသည်ပြေးလာရင်လည်းကျွန်တော်စိတ်ထဲတွင် လူစွမ်းကောင်းကလူချမ်းကြီးကိုတတ်ခဲ့တယ်လို့မျိုး သူ့ကိုအသေးတတ်ခဲ့ပြီးဟုထင်နေပါသည် ကျွန်တော်ဒီမျိုးရိုးဟောင်းကြီးနားရောက်တဲ့အထိအားကုန်ပြေလာခဲ့ပါသည်မျိုးရိုးကြီးနားရောက်တဲ့အခါတွင်မှ မော်စီပန်းကြီးဖြင့်နောက်ကိုလှည့်ကြည့်ပါသည်တို့ရတွင် နောက်မှမြည်သူမျှလိုက်လာသူကိုမမြင်ရပါကျွန်တော်ဒီထို့အခါကျမှရက်ပြီးအမောဖြစ်နေပါသည် အမောဖြစ်ရင် ဒုတိယပုဂံတလုံးဆုံးခဲ့သည့်ကိစ္စကိုမြည်တို့ဖြစ်ရှင်းမည်နည်းဟုစဉ်းစားနေပါသည်။အိမ်တို့တိုက်ရိုက်မပြောင်းရန်ကိုလည်းကျွန်တော်ကိုအစုံတစ်ခုကသတိပေးနေပါသည်။ထို့ကြောင့်ကျွန်တော်သည်ဘာမှမစဉ်းစားတော့ပဲ ခြေဦးတရလျှောက်သွားနေပါသည်။ပြန်လာလဲကျွန်တော်ကိုအမေက ရိုက်မိမှာမဟုတ်ချာ။အရိုက်ခံရမည်အတူတူနောက်မှအရိုက်ခံရအောင်အချိန်ရွှေ့ထားလာခြင်းသည်ကျွန်တော်လက်ထက်တွင်ပတ်စံတော်ရှိသေးသည် အရင်မခံရခင်တည်းပတ်စံကလေးတော့သုံးလခြင်းသည်နောင်မှဖြစ်လို့ရဖြစ်စီတော့တို့ရတွင်မျက်လက်ဆရာကဘယောက်တော်ပြီနီးအရေးပြပွဲကဘယောက်တော်ပြီနီးကျွန်တော်တို့ကိုလိုက်ရှာသည်တို့ရတွင် ရှာမတွေ့ပါလိုက်ရှာပြီးမတွေ့သည့်အခါတွင် မောမောဖြင့် ကျွန်တော်ဒီကောင်းမလေးနဲ့ချိန်ထားသည့်မြို့ရိုးပြန်နာကလှေကားရှိပေါ်သို့တက်လာခဲ့ပါသည် ကျွန်တော်ဒီချိုချင်တဲ့တင်းနေတော့ကောင်းမလေးကိုနမ်းရန်စောင့်နေပါသည်။ကောင်းမလေးသည်ကျွန်တော်ကိုဆွဲအောင်လုပ်တော်ပြီဟုထင်ပါသည်။ထိုအတွေ့မျိုးကို ကျွန်တော်တခါမျှမတွေ့ဘူးလေပါ။ ျွန်တော်ထိုင်ဆောင်ရဲ့အတန်းကြာသည့်အခါတွင်ကျွန်တော်နောက်နားစီမှတီတို့စကားပြောတဲ့အများကို ကျွန်တော်ကြားလိုက်ရပါသည် ကျွန်တော်ဒီလေကားကြီးထိတ်သို့တက်လာပြီးတစ်ဖက်သို့ကြည့်လိုက်ပါသည်မြို့ရိုးအောက်ခြေတွင် အမျိုးသားတစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်တို့ထိုင်နေကြပါသည်တီတို့စကားပြောတဲ့အများမှာသူတို့စီမှထွက်ပေါ်လာခြင်းဖြစ်ပါသည် အမျိုးသားမှာလူလေလူလွင့်တစ်ယောက်နှင့်တူပြီးအမျိုးသမီးမှာ ဒိုးများကိုကြောင်းသည့်ဂျစ်စီမတယောက်နဲ့တူပါသည်သူတို့လည်းကျွန်တော်တို့နှစ်ယောက်လိုချင်းတွေ့ခြင်းဖြစ်သည်ဟုထင်ပါသည်ကျွန်တော်သည်သူတို့နှစ်ယောက်ကိုချောင်းကြည့်ရင် စိတ်တွေလှုပ်ရှားနေပါသည်ပျော်လဲပျော်ကြောက်လဲကြောက်ဖြစ်နေပါသည်သူတို့နှစ်ယောက်သည်ထားထိုင်ကတယောက်ကိုတယောက်စကားမပြောဘဲငုံငုံကြီးတွေထိုင်နေကြပါသည်အတန်ကြာသည့်အခါတွင် အမျိုးသားကစ၍စကားပြောပါသည် ပဆန်ပြီးုံရှင်မလဲပဆန်ကြီးပဲတောင်းနေတာပဲနင်းကအလကားကောင်မအမျိုးသားကတရွေးကိုပတ်ခနဲ့ထွေးပစ်လိုက်သည်နင်းရောပါထုလဲတခိုးအမျိုးသားကအမျိုးသမီးရဲ့ပါကိုခတ်ပြင်းပြင်းလက်ပြန်ရလိုက်ပါသည် အမျိုးသမီးကမြေကြီးတစ်စုပ်ကိုခောက်ပြီးသူ့မျက်နှာကိုပတ်လိုက်ပါသည်အမျိုးသားကအမျိုးသမီးလက်ပြန်ကိုထညက်ပါသည် အမျိုးသမီးကအတင်းရှုံးပါသည် အမျိုးသမီးက အော်တော်လဲအတန်ထွက်မလာပါမျက်လုံးကြီးတွေပြူပြီးခြေထောက်ကမြေကြီးပေါ်မှာလွတ်နေပါသည်ကျွန်တော်ကြောက်ကြောက်ဖြင့်ကြည့်နေပါသည် အမျိုးသမီးနှာခေါင်းမှတွေးတွေစီးကြလာပါသည်ကျွန်တော်သည်ထလန့်အော်ပါသည် အမျိုးသားကမော့မကြည့်မီကျွန်တော်သည်ညိုရိုးပြက်ပေါ်မှာခုံဆင်းကခြေဦးတရာတို့တအားဆွပြေလာခဲ့ပါသည် ကျွန်တော်မှာအသက်ကိုမျှမရှုနိုင်မဲ့ဆွတ်ပြေးလာခဲ့ရာနောက်ဆုံးတတိယပြည့်ကြည့်လိုက်သည့်အခါတွင် အမိုးကုန်းကုန်းကြီးတွေရှိသည့်လမ်းစုံလမ်းကွာတစ်ခုတို့ရောက်နေသည်ကိုတွေ့ရပါသည် ကျွန်တော်ဒီထိုနေရာသို့တကားမျှမရောက်ဘူးပါကျွန်တော်နေသည့်ရပ်ကွက်ပင်လည်းဘယ်နာရောက်နေသည်ကို ကျွန်တော်မသိပါလမ်းဘေးတစ်ဖက်တစ်ချက်တွင်မျက်မမြင်သံတောင်းစားတွေတစားစားတောင်းနေကြပါသည် အရက်လေးမျက်နှာမှလာတော့လမ်းတော်လမ်းလာများသည်ဘယ်သူကိုမျှဂယုမဆိုင်နိုင်မဲကို့ကိစ္စနဲ့ကိုခတ်တတ်တော့နိုင်ကြပါသည် ကျွန်တော်ဒီမျက်စိလည်းနေပါသည်အိမ်ကိုဘလို့ပြန်ရမည်ဆိုသူကိုပဲမသိတော့ပါလမ်းတော်လမ်းလာတရားရကိုမေးရမည်လားဟုစိတ်ကူးမိပါသည်သည်ယခုနေ့ဘယ်လိုဆန်းရှင်လိုလူမျိုးမြူရိုးပြချင်နာကလူလေလူလွင့်လိုလူမျိုးနဲ့တွားတွေ့လဲမိသူလိုမြင်နေ ရားတရားမာ၍ကျွန်တော်ကိုလိုက်ရှာနေသည့်အမိန်နှင့်တွားတွေ့လင်မြင်မြကောင်းလိုက်မည်နီတမဟုတ် ကျွန်တော်မှတ်မိသည့်အစာအုံတစ်ခုခုနေရာတစ်ခုခုအမှတ်အသားတစ်ခုခုကိုတွေ့သည့်အထိရှောက်သွားရမည်လောကျွန်တော်သည်ပြက်ပြက်သားသားမြန်မြန်ဆန်းဆန်းဆုံးဖြတ်ရတော်မည်ဖြစ်ပါသည် အချိန်မရှိတော့နေသာသည် ကောင်းဆုံးလျက်ရှိကလျှို့ဝှက်ဆန်းကြသည့်အမောင်တို့သည်တန်ဆင်းလာရမည် ညာတန်းတင်ရှင်ခွင်တက်မဂ္ဂဇင်းဂျွန်1993အားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာအားလုံးပဲအဆအဆအရာရာကြိုးစားကြပါခင်ဗျာ